ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေးပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုကကျွန်တော်ဒါဟို moral high ground ယူတာလည်းမဟုတ်ဘူးဒါကျွန်တော်ခင်ဗျားတို့ဒါပုံမှန်လေးလေးပေါ့နော်ကျွန်တော်ဒါအာမနာတိုင်းပြောချင်တာပါအဲ့တော့ကျွန်တော်တို့ညီကိုကြီးမှာလက်ရှိမှာဒါကျွန်တော်ဘောလုံးပွဲလောက်တော့ဘာညာတော့ကျွန်တော်အနေနဲ့အရန်ကြီးတော့မပြောလို့ဘာလို့ဆိုအခုလက်ရှိမှာမလောင်းတဲ့လူမရှိဘူးပေါ့နော်ကိုမလုတ်လို့ဒါကျွန်တော်သူများကိုမလုတ်နဲ့ကျွန်တော်လည်းမတားချင်ဒါပေမဲ့အခုနောက်ပိုင်းမှာပေါ့နော်ဒါကျွန်တော် statistic တွေရော data တွေအရာကိုအမှန်တိုင်းပြောရမယ်ဆိုရင်အလောက်အဲ့ပေါ့အလောင်းကစားနဲ့ပတ်သက်ပြီးခင်ဗျားတို့ ဒါကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဟို normalize မလုပ်ဖို့အတွက်ဝိုင်းဝန်းပြီးကူညီပေးကြပါဘူးဆိုဒီနေရာကနေပြောချင်ပါတယ်။ဘာလို့ဆိုအခုနောက်ပိုင်းကြားနေရတဲ့သတင်းတွေကတခုမှဟုတ်မနေဘူး။တကယ်ဖျားဆိုအခုနောက်ပိုင်းတကယ်ကြားနေရတဲ့သတင်းတွေကတခုမှဟုတ်မနေဘူးဆရာသမားတို့။ဘာလို့ဆိုကျွန်တော်လက်ရှိလွန်ခဲ့တဲ့2ရက်ကတော့ကျွန်တော်တို့မော်လမြိုင်ဘက်မှာတားကနေပြီးတော့အမေကိုဒါကျွန်တော်မမေရကျွဲကျွဲခင်းဆိုလားဘာစင်းဆိုလားမသိဘူး။ဒါကျွန်တော်ပတ်စံ9000တောင်းတယ်။မပေးလို့ဆိုပြီးသူ့အမေကိုဒါကျွန်တော်အိတ်နေတဲ့အချိန်သူ့အမေကိုဒါကျွန်တော်ခေါင်းနဲ့ဖိပြီးတော့ ပတ်စံယူသွားလို့ရရင်တော့ဒါပေမဲ့ခုနပတ်စံခုနသူ့မိတိသွားမှာဆိုသူ့မိခေါင်းနဲ့ဖိတတ်ဖို့ကြိုးစားနေတယ်အဲ့တော့ကျွန်တော်လက်ခင်ဗျားတို့ဘလို့အဲ့ခုနကျွန်တော် share နေပဲကျွန်တော်တရားတဲ့ဒီ channel ကျွန်တော်လက်ရှိမှာကျွန်တော်လက် Facebook ကနေပြီးတော့အဓိကသွားနေတာမဟုတ်တော့ရကြအောင်လို့ဒါကျွန်တော်ကခုနကျွန်တော် video ကြီးကိုပြန်တင်နေပါညာဆိုတော့ကျွန်တော်မလုပ်စေချင်ဘူးဒါပေမဲ့ခုနကဘာခင်ဗျားတို့ဘက်ကနေတည်တယ်ဆိုတော့ခုနလက်ရှိမှာဗျဟို အဓိကပြ addiction ပဲဒီလားဟိုကျွန်တော်လက်ရှိမှာမြန်မာပြည်မှာဟိုနော်အလောင်းကစားဟိုဒါကျွန်တော် addiction ပုံစံမျိုးနဲ့ဒါကျွန်တော်တို့မမြင်တဲ့ပြဿနာကိုကျွန်တော်ကဟိုတော်တော်ဆိုးနေတယ်လို့မြင်တယ်ပြဿနာကွာတဲ့မှာအဓိကဟာဒီကောင်နေပြည်များဆော့ကျွဲပြက်ကင်းဆော့ရကောင်ဆော့ပါစေငါပြက်ကင်းဆော့ရကောင်ဆလော့ဆော့ရကောင်ဆော့ပါစေတို့ဘာတို့ခံသွားမယ်ပြဿနာခံတဲ့လူဟာဒါခုနကကံရကချင်းတကောင်နဲ့မွဲပြာဖြစ်သွားလို့ဒါကျွန်တော်ကိစ္စအဲ့ကောင်လည်းကိစ္စမရှိလို့မျိုးလည်းမလားကျွန်တော်ဟာကောင်ကိစ္စမရှိကောင်ဖြစ်ခံမှာဖြစ်မှာခံရတယ်ဆိုအဓိကကပြအခုလိုအချိန်မျိုးမှာအခုလိုဒါခက်ကာလာမျိုးမှာပတ်စံရှာရန်ခတ်တယ် တိလာကျွန်တော်တကယ်ပတ်စံရှာတာအားခတ်တယ်ကျွန်တော်ရင်တော့ဒါခစ်ကောင်းတော့ပတ်စံရှာခတ်တဲ့အချိန်မှာဒီလိုမျိုးအချိန်မှာဆိုပူပြီးပတ်စံရှာခတ်တယ်ဒီလာကျွန်တော်အခုလက်ရှိမှာနိုင်ငံခြားမှာနေနေလူဒါအုပ်ကြီးနေအခုချိန်မှာဒါခင်ဗျားတို့ဒါခင်ဗျားတို့ဗျာဒါပုံမှန်လေးပြောတာဒါကျွန်တော်ဟိုနောက်ဆုံးဗျာအဲ့ဒါဆိုโอเคကိုကြိုက်တဲ့အသင်းလေးကိုဒါကျွန်တော်တို့တချို့ကြတဲ့တက်မှာဟိုအယူရှိတယ်ဗောနော်ကိုကိုကြိုက်တဲ့အသင်းကိုဘက်ကံမှာနိုင်နေဆိုရဲအယူရှိရကျွန်တော်ဒါမို့လေဟိုပြောနေတာဗျာဟိုဘောလုံးလို့ပါလို့ဆိုတော့ကျွန်တော်နေတိတ်တော့မပြောဒါပေမဲ့အဲ့ဒါလေးကျွန်တော်အရန်ကြီးမလုပ်ဆိုချင်ဘောတော့ဟိုပတ်စံဆိုတာရန်ရှာခတ်တယ် တကယ်ခင်ဗျားခုနကပေါ့တခြားသောနီးရင်နဲ့တူတာကျွန်တော်တို့ဟိုပတ်စံပြန်ပြီးတော့ပွားအောင်လုပ်ရကျွန်တော်ဒါခုနကပေါ့ကျွန်တော်ကတော့မနိုင်ပြောကျွန်တော် Bitcoin လို့ပါလို့တော့ကျွန်တော်နားမလို့ပေါ့လုတ်ချင်တဲ့အရာကြီးလုတ်လို့ရပါတယ်ဒါကိစ္စမျိုးဒါပေမဲ့ gambling ဘက်ကိုတော့ကျွန်တော်ခင်ဗျားတို့ကလည်းကျွန်တော်တားချင်တယ်ဒါခုနကပေါ့ကျွန်တော် moral high ground လေးယူတော့မဟုတ်လို့ရှိမှာပါအဲ့ကြောင့်ကျွန်တော်ကိုယ်တိုင်လေးကျွန်တော်ဒါမို့တချို့ဟိုဒါမနေ့တနေ့ရလာမျိုးကျွန်တော် comment တခုလုပ်တယ်ဟာခင်ဗျားတို့ကခင်ဗျားမလောင်းချင်မလောင်းနေပေါ့တယ်ဒါအကုန်လုံးကဒါကိုယ့်ဘက်ကိုဆိုးဖြတ်ပိုင်ကိုကျွန်တော်လူတိုင်းကကိုဒီဗာလဲ promo code ကြီးကြည့်ပြီးတော့ဒါလူတိုင်းကဒါလောင်းတာအဲ့ဒါ man to man ပါတယ်ဒါပေမဲ့ အခုမှစမယ်လူတယောက်နဲ့စကြည့်လိုက်မယ်ဆိုရောကျွန်တော်ဥမာရကျွန်တော်လက်ရှိမှာဒါ promo code ပါညာဆိုကျွန်တော်ပြောလိုက်မယ်အာကိုဒီကိုဒီကိုနိုင်အောင်ပြောပြီးနေတာပဲဒီ promo code လေးငါသုံးပြီးဆန်လာအဲ့ဘက် addiction ဖြစ်သွားမယ်ခင်ဗျ addiction ကဆွဲလန်းခြင်းရခင်ဗျယူသွတ်ခြင်းကခင်ဗျတကယ်ဟာတာမဟုတ်ဘူးနော်ကျွန်တော်တခဏခဏပြောလို့ကျွန်တော်လက်ရှိမှာကျွန်တော်ကင်းတယ်ဆိုတဲ့ဒါကျွန်တော်တို့ candy crush လို့ဒါကျွန်တော်တို့ပတ်စံတပြားမှမပြီးရဲဆော့တဲ့ game တော့ကျွန်တော်ဆွဲရတယ်ဘယ်လောက်ဒီဆွဲကျွန်တော်ပြောလက်ရှိကျွန်တော်ဒီနေ့မနက်ကျွန်တော်လင်းရင်စိုက်တယ်လူတော်များဆင်းသွားကျွန်တော်မသိလားကျွန်တော် game ထိုင်ဆောင်ရတယ် ကျွန်တော်ဘေးကလူတွေစင်ဝါမကြတော့မသိလိုက်ဘူးခရူရတယ်ကျွန်ဘုနာဘာငါတို့ကဆွဲဖြစ်နေဖြစ်နေတယ်ကောင်တော့ကောင်းတယ်ကျွန်တော်ကူးလို့ဆွဲလက်မှာကျွန်တော်တို့ကူတယ်လဲဆွဲတယ်ကျွန်တော်ကျွန်တော်လောက်ဆိုင်ပတ်သက်ဘယ်တော့ကျွန်တော်ကူတယ်လဲဘယ်တော့မှမစားဘူးတယ်ကျွန်တော်ပြောကျွန်တော်ဆွဲသွားနိုင်တယ်လို့ကျွန်တော်ကိုကျွန်တော်လည်းထင်နေတယ်အဲကြောင့်ကျွန်တော်အရက်တည်တာကျွန်တော်ကျွန်တော်လူတော်မှာခင်ဗျာကျွန်တော်တခါရံပြောအာခင်ဗျာကွယ်ကျွန်တော်ဝေါ်ကီးလည်းမစွဲဘူးကျွန်တော်ပတ်ဝန်းကျင်တော့ကျွန်တော်အရက်လည်းမတောက်ဘူးเนาะကျွန်တော်ပြီးတော့ခုနကပြောကျွန်တော်ဟုတ်ကျွန်တော်ကိုယ်တိုင်က addiction ကိုတော်တော်လေးကိုယူတွတ်တဲ့လူတယောက်ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကိုကျွန်တော်ထင်တယ်အဲကြောင့်ကျွန်တော်မဆရလို့ပြောလို့ရမယ်တယ်မှာပါတယ်ဘူးเนาะ ဲ့တော့ခင်ဗျားတို့လည်းကျွန်တော်ခုနကအဓိကဗျာရှင်းတယ်ဟိုပတ်စံရှာလို့ကောင်းတဲ့ချိန်မှာခင်ဗျားပတ်စံကိုတုံးနေတယ်ဆိုရင်တော့လက်ခံလို့ရသေးတယ်ဗျာအခုကကျွန်တော်ပတ်စံဆောင်းဝန်းရှာခတ်နေတာအခုချိန်မှာခင်ဗျားခုမှဆိုကြကျွန်တော်ဆောင်းဝန်းပင်မန်းတို့ဘယ်ဘယ်နှထပ်လိုက်ပေါ်ဘယ်လိုခုံချလိုက်ပြန်ပြီဒီသတင်းတွေပဲကြားနေရတယ်ဗျာဒီလိုနိုင်ငံသားမှဆိုရင်ဒါဟုတ်လို့လည်းဒါစင်ကာပူကနေပြတာစင်ကာပူမှာဒါကျွန်တော်တို့ဟိုတုံးရက်ပဲရောက်ရသေးတယ်ပရက်ရှာတန်းကိုမခံလို့ဒါကျွန်တော်တို့ဘယ်ကနေဘလို့ခုံချကျွန်တော်ပြောတာဗျာသိလား ပြီးနောက်တစ်ခုပေါ့နော်ဒါခုနကပြောသူပဲဟို digital scam နဲ့ဒါကျွန်တော်တို့ကျွန်တော်ဒါဟိုအသိပညာပေးနေတာပေါ့နော်ပတ်ဝန်းကျင်နဲ့ digital scam နဲ့ပတ်သက်ပြီးနည်းနည်းလေးညာကျွန်တော်တို့တက်နိုင်တဲ့ဘက်က educated လုပ်ကြပါအောင်ဘာလို့ဆိုတော့ဒါဘဝင်လေးပြောပြဘယ်သူမှကျွန်တော်အားမနာဘူးပေါ့နော် day ပဲပြောတော့ influencer တော်တော်များဒါတစ်ခုခုဒါတမှာ hacking is a key တမှာဒါကြီးတို့ view site ကြပါဒါမှမဟုတ် maybe ပေါ့နော်ဥပမာလက်ရှိမှာဒါကျွန်တော်တို့ banking ညာနေပြီးတော့လာပြီးညာအแทမှာဟာဒါတက်မှာ scam တွေ view site ကြပါဘာညာဆိုပြီးလုပ်ကြတာ ်ခမအမှန်တည်းပြောမှာဆိုတော့တခါကျရင်ကျွန်တော် Facebook ပေါ်ပြန်တက်ချင်တဲ့အချိန်ရှိတယ်။ဒီလိုလိုမျိုးကျွန်တော်ပြောချင်တာဗျာတိလားဟိုကြားပြန့်လို့ပါအိုးစုဆိုတော့ခမဟိုလူကြီးတွေခမကျွန်တော်ဟာဒီကောင်ဒီလင့်နေကွာပါလူကြီးတွေအလုပ်ဖြစ်တယ်ခမကျန်တာမပြောနဲ့ကျွန်တော်မာသားကြီးဆိုအခုချိန်ဒီ message တစ်စောင်ပွင့်ဟဲ့ဒါအဲ့ဆရာသမားအဲ့ဒါမပြောနဲ့လက်ချက်ချက်ကျွန်တော်ရဲ့လက်ရှိကျွန်တော်အရင် company အရင်အရင်အေးပေါ့အရင်အရင် company က CEO လို့လူမျိုးတော်ကအဲ့ငါ့ကို Facebook က message တချို့ကြတော့ domain မှာဒါကျွန်တော်ခုနကတစ်ခေါက်သားဘူးလက်မသိရေးထားကိုစွန်းတော်နိုင်လားမသိရေးထား domain မှာ e လို့ r လို့ကပ်ပြီးလုတ်ထားဥစားရှိတယ်။ဘာကျွန်တော်တို့ကျွန်တော်တို့ဗျာဒါကျွန်တော်တို့ technology ကိုတော်တော်လေးကိုယူသွတ်တဲ့လူတော်မှမမိနိုင်တဲ့အနေထားမှာရှိတယ်။အဲ့တော့ပြောကြရင်ခုန digital scam လို့ပြောလို့ကျွန်တော်ပတ်ဝန်းကျင်နည်းနည်းလေးကူပေးတာဟုတ်အခုချိန်မှာဒါ session လေးအစိုးရအဲ့ဒါနဲ့ပတ်သက်ပါဆောက်လုပ်မှမလုပ်ဒါ no offense တကယ်ပြောတာခင်ဗျအခုချိန်မှာ digital scam ကိုတော့မပြောရင်တို့ကိုယ်တိုင် digital scam လုပ်နေတာ။ ခမရကျွန်တော်ဆောဆောအဲ့ဒါမျိုးလက်ရှိမှာခုနတွေ့ရတယ်မှာခုလက်ရှိမှာဟာဘယ်သူဖမ်းသွားပြန်ပြီဘယ်သူကပါလုပ်ပြန်ပြီပါညာတဲ့နိုင်ငံတိုင်းမှာ digital scam ဖြစ်နိုင်ငံတိုင်းမှာခုနပြောဆိုပြီးသူတို့ရဲ့ law enforcer တွေသူတို့ရဲ့ government ကသူတို့ရဲ့ပြည်ပြည်သူတွေကိုကြည့်နေပြဒါခုနနိုင်ငံရေးပါညာဆိုတော့အကြီးပြောတာမဟုတ်သေးဘူးနော်ဒါပေမဲ့ကျွန်တော်ကခုလက်ရှိမှာသူတို့ကသူတို့ရောရွေးကောက်ပွဲကိစ္စနဲ့ဟိုလူဆွဲတဲ့ဒီလူကိစ္စနဲ့ဆောက်ပတနာတွေထိုက်နေတာကျွန်တော် digital scam ကိုသူတို့ကြားဖြန့်ခေါင်းထဲမှာထည့်နိုင်နေနေတာမှမရှိဘူးကျွန်တော်ပြောသေးလား maybe အင်းရောဘယ်ကတော့လို့တော့ကျွန်တော်ကအခုဗါလေရွေးကောက်ပွဲရန်ကုန်ငွေတွေတဲ့ဒါကျွန်တော်တို့ကြားဖြန့်စီရအောင်မို့သူတို့ဘလောက်တောင်ရန်ကုန်ငွေရထားလဲမသိခင်ဗျ ဒါပြောချင်များတာရေပြောရင်မိုးလင်းသွားမယ်အဲ့တော့ထားပါကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ပဲဒီလားဟိုအဓိကအခုနောက်ပိုင်းမှာ digital scan မိသားမယ်အဲ့ပြဿနာဒီဒီလားအဲ့ကြောင့်ခုနကပြောကျွန်တော်အလောင်းစား digital scan နဲ့အလောင်းစားနေတဖွဲ့တယ်ပဲခင်ဗျာကျမများဝဒီမှာ digital scan လုပ်နေတဲ့အဖွဲ့နဲ့အလောင်းစား site ဖွင့်ထားတဲ့တဖွဲ့နဲ့တဖွဲ့တယ်ပဲ customer service ကတဖွဲ့တယ်ပဲဘာလို့သိတယ်ဒီလားများဝဒီမှာကျွန်တော် border တွေရှိရကျွန်တော်ချိန်လုံးပြောပြရတယ်လိန်နဲ့ကောင်လည်းဒါပဲ တပါလောင်းစားဆိုင်ကငွေထုတ်ပေးတဲ့ကောင်မလေးရဲ့ဒီဒီရောက်ပဲလိန်တဲ့ကောင်မလေးရဲ့ဒီကောင်မဒီကောင်မလေးရဲ့ပဲနှစ်မျိုးနှစ်ပြိုးတော့တပုံပြောင်းပြီးသုံးနေတာပဲရှိတာအဲ့တော့လူကြီးနဲ့ပတ်သက်ရင်ခင်ဗျာဒါထောက်ရှော့ဥမာဆိုလူကြီးကတခုခုမေးတယ်ကျွန်တော်ဆိုခုနောက်ပိုင်းစိတ်ရှိတယ်ဗောကျွန်တော်အမီတို့ဗောကျွန်တော်ရင်တော့ငင်တော့တော်တော်တော်အခုချိန်နဲ့စိတ်မရှိပါနဲ့တခုဆိုစိတ်ရှိကျွန်တော်မြင်ကျွန်တော်ဒါ digital နဲ့ပတ်သက်ပြီးလာမယ်ကျွန်တော်သိချာရှင်းပြဟုတ်တော့ပါဝင်အကုန်ပဲတိလာအခုနောက်ပိုင်းမှာလင်းလေးတခုမှားနေတယ်နာအပြောက်ပဲခင်ဗျာတကယ်ဖျားစုအပြောက်ပဲခင်ဗျာ ဒီတိုင်းပဲကျွန်တော်တို့လူငယ်တွေကြတာလေ addiction ပေါ့နော်ဆွဲလန်းမှုနဲ့တူအောင်ငါတစ်ခေါက်လေးကစားကြည့်တာဘာဖြစ်မှာအဲ့တစ်ခေါက်ကစားရင်နိုင်သွားနိုင်သွားရင်နိုင်ရင်နိုင်လိုင်းလိုင်းပြန်ရှုံးဝင်ရှုံးဝင်နေဩငါပြန်ရောက်မှာအဲ့မှာလဲတာခမပြကျွန်တော်အတိကျွန်တော်ဆောက်ရမ်းကျွန်တော်ကိုယ်တိုင်လည်းဆောက်ရမ်းတာကျွန်တော်တို့ငယ်တဲ့ကျွန်တော်သူ့ရဲ့ music taste ကိုကျွန်တော်ရပါတယ်ဒါကျွန်တော် green day တို့ဒါအဲ့လိုမျိုးဒါကျွန်တော်တို့ alternative rock တွေ punk rock တွေရတာ music taste ကိုရလုံးဝဗျ education ရခုနပေါ်ပဲတကယ်ဉာဏ်ကောင်းတဲ့ဘဲဘူးအခုငါပြစ်ကိန်းဆွဲနေတယ်ခင်ဗျာ ကျွန်တော်ကတချင်ကအဲ့ဘဲကိုလူမှုဟာဆောင်းတော်တဲ့ဘဲတပွေလူကြည်ထားရတဲ့ဘဲတပွေကအခုလက်ရှိမှာငါးပြက်ဂိမ်းဆွဲနေခင်ဗျ everyone can be victim ဗျာကျွန်တော်ပြောတော့ပေါ့လားကျွန်တော်ကွယ်လေး victim ဖြစ်သွားနိုင်တယ်ကျွန်တော် grand sir မဆုပ်တာ victim အခုလက်ရှိဝန်တာပြောသူပဲဘာမှမဟုတ်ပဲဗျာကျွန်တော်တို့အယောင်လေး၃ယောင်ပေါင်းလိုက်တဲ့ဥစ္စာကိုဒါဖုန်ကနေပေါက်သွားအောင်သဘောကျနေတဲ့ကောင်အဲ့ဒါသာပတ်ဆိုင်ရမယ်ဆိုရင်ယူသွတ်သွားနိုင်တာပဲလို့ကျွန်တော်ပြောရသေးလားအဲ့တော့ ပြောချင်တာကခုနကအဓိကဗျာဒီလားကျွန်တော်ဆိုဘယ်မှာပြန်ထိလဲဆိုတော့ငါပတ်စံအခုလက်ရှိမှာကိုတော်ကလည်းပတ်စံအသေးရှာရတဲ့ကောင်ဆိုတော့ငါပတ်စံငါယူနေအောင်ရှာထားရတာငါလိုလိုနဲ့ပြီးနိုင်ဘယ်ဖြစ်မလဲကိုကကိုအင်ကြီးလေးကြာမှလက်ရှိမှာစပိုင်းအင်ကြီးလေးဝယ်လိုက်တာဟာဒါဆိုငါဝစ်လို့ရတယ်ဒါငါကိုယ်တိုင်ဝစ်လို့ရငါချက်တဲ့အသင်းငါအားပေးထားတယ်ငါချက်တဲ့အသင်းငါဒါကျွန်တော်တက်နိုင်တဲ့ဘက်ကငါငွေပြန်ပေးထားဒါမျိုးကျွန်တော်နားလည်းလို့ရတယ်ဘယ်နားကြီးယူရကောင်နားကြီးဝယ်ပြီးအော်နားကြီးလေးကြည့်ပြီးယူသွင်းလို့ရတယ်အဲ့လိုပုံစံမျိုးဗျာတိလား ကျွန်တော်ကျွန်တော်မှာလေကျွန်တော်ခုနကအယူတခုရှိတယ်ကျွန်တော်လေထဲမှာရှိတဲ့ယာတောင်းတန်းကိုကျွန်တော်မယုံဘူးပေါ့နော်အခုနောက်ပိုင်းမှာဒါကျွန်တော်ခက်တီးရကောင်းဆိုတာ internet banking တို့ဘာလို့ယုံလာရတာပဲရှိတာကျွန်တော်ခုနကပုံစံပဲဥပဟိုတိတ်ပြီးယုံတဲ့ကောင်မှုအခုလက်ရှိမှာဒါကျွန်တော်တို့ crypto ပေါ့သူများတို့ခုနက found တာမို့လားဒါလုတဲ့လူကအရန်တော်တဲ့လူလုံနေကြတယ်အရန်တက်တဲ့လူတွေလုံနေကြတာသူတို့တော်သူတို့တက်ဒါပေမဲ့ကျွန်တော်ကိုရှိမှာမြင်တဲ့ယာကိုစီမှာရှိတဲ့ယာလေးကိုပဲကိုယ်ကသဘောကျတာပေါ့နော်အဲ့တော့နော်ဒီညမှာခင်ဗျားတို့ပြောချင်တာ share ပါတယ်ဂိူးဆိုင်ကြပါဟိုတက်မှာငါမစွဲဘူးဘာမှမဖြစ်ပေါ့ပေါ့ အဲ့ addiction ကတော့ဆွဲလန်းခြင်းရဲ့ဒါကျွန်တော်တို့ယူသွမှုတွေဝင်မှာပေါ့ပေါ့တန်းတန်းမလုပ်ပါနဲ့ကျွန်တော်ဒီညကနေပြောချင်တယ်။ဒါညီကိုညီကိုပြောတာမဟုတ်ဘူး။အခုနောက်ပိုင်းအချိန်တွေအရန်ဆိုခုနေမော်လမဲခုနောက်အမေတို့တော်မှပြန်ပြီးတော့ခေါင်းနဲ့ဟောအော်ချလိုက်လို့ဆရာသမားကြီးမတည်တာသိလား။အဲ့တော့အစားသက်ဖြစ်မဲ့ဥစားတွေအလောင်းစားကြောင့်အစားသက်ဖြစ်တဲ့ဥစားတွေအဲ့တော့ ကျွန်တော်ကခုနကပဲကြက်တက်နိုင်တဲ့ဘက်ကကျွန်တော်ဝင်နေပြီခုနကပြောသူပဲလက်ရှိမှာဒါဖြစ်နိုင်တယ်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဒီမှာကအကဲခုနကကိုယ်မှာ YouTube channel ပဲရှိတာဖြစ်ဒါ Facebook channel ပဲရှိနေနည်းနည်းလေးအသိပေးကြခုနကပြောသူပဲအာငါ sponsor တွေရမှာဒါခုနကပြောသူပဲငါဘယ် company ကဘယ် brand ကငါ့ကိုကြော်ညာပေးမှာငါ fraud ကြီးအကြောင်းငါပြောမှာ fraud အကြောင်းပြောဘာလို့ဆိုခမားကိုလက်ရှိမှာကြည့်နေလူကခမားရဲ့ theme ရှင်ထဲမှာပါတယ်အခုလက်ရှိမှာကျွန်တော်ဆိုလိုက်ဗျာဒါအဓိကဒီကပတ်စံကျွန်တော်မသုံးဆိုဗျာဒီကပတ်စံပေးတာပဲခမားအဲ့တော့ကျွန်တော်အနေနဲ့ခမားတို့ကိုတက်နိုင်တဲ့ဘက်ကကျွန်တော်ပြောပေးရမှာဒါပဲအဲ့တော့အရေးကြီးတာပဲအဲ့တော့ ကျွန်တော်တို့ခင်ဗျားတို့စိတ်ပူတယ်ဟုတ်တော့ချီတာမှဒီလူပဲရှိတာအခုကျွန်တော်ဟိုနဘောလူပဲကိုအစိုးရလည်းကိုမကြည့်တဲ့အချိန်မှာခင်ဗျားတို့ပဲကျွန်တော်ဒါအချင်းချင်းကိုလူကိုပြန်ကြည့် This man this is man ကျွန်တော်အဖေပြောမူးရင်ပြော This man this man ပဲရှိတာဗျာတိလားဒီလူဒီလူပဲရှိတာဒီလူဒီလူမှအချင်းချင်းမကူညီဘူးဆိုရင်တော့ခင်ဗျားအလကားပဲဟုတ်ခင်ဗျားတို့ကျွန်တော်ချစ်တယ်အမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်မညီကိုမောင်ရမ်းပြီးကျွန်တော်တူဒီတော့တကောင်နေပေါ့နော်တကောင်နေအဲ့တော့ခင်ဗျားကျွန်တော်ဒီကျွန်တော်ကင်မရာစကားပြောခင်ဗျားလက်ရှိမှာ comment တွေမှာဥမာဒါကျွန်တော်ဟိုနေ့ကဒါဟိုကွင်းယူဝင်ချင်းနဲ့ပတ်သက်ဟာဘူးဘူးလိုက်ရတယ်ဘာညာပြောရင်အခြေနဲ့တယ်ဗျာခင်ဗျားတို့ကျွန်တော်ဒါ wifi ဘူးပေးပြီးကြည့်ရတာဒါမှမဟုတ် ဘေဘေဘီဂျီအာတန်တယ်လို့ယူစားကျွန်တော်ရမ်းသဘောကျအဲ့တော့ဒီနေရာမှာခမကျွန်တော်အခုလက်ရှိကြည့်နေ10မိနစ်ဆန်က17မိနစ်အတွင်းမှာငါဒီ addiction ကယုံထွက်ဖို့လိုတယ်ဥမာခမမိသားစုကိုကြည့်ပါလားကျွန်တော်မိသားစုနဲ့ခီးပြန်ခမဘယ်လိုငါဥမာ10သိန်းမို့လောင်းလိုက်တာလို့အဲ့10သိန်းမို့ငါမေဖေငါဘယ်လိုပြန်လုပ်ပြီးလို့ရလဲငါဖေငါတို့ငါထမင်းစားလိုက်ငါကြိုက်တာတွေစားလိုက်ဘယ်လောက်ကောင်းလိုက်မလဲပြောတင်တာဗျာတင်တာကို့ဟာကိုပြောရှင်အလောင်းစားကို့ကိုပြောရှင်နေဆိုတော့တကူမာနေပြီပြောခုနကပြောလို့ပဲအလောင်းစားနဲ့ပတ်သက်ပြီး addiction ဖြစ်သွားပြီဆိုရင် အကူအညီတောင်းမှုမရှက်နဲ့ခင်ဗျတကယ်ပြောဖះသူအကူအညီတောင်းမှုမရှက်နဲ့အဓိကဒီနေရာမှာကျွန်တော် border line ကအခုတားကြီးရငါအလောင်းအဆွဲနေပြီမင်းငါဘာလို့ရမှမသိတငယ်ချင်းတွေဘုံဝင်လေပြောမိသားစုဘုံဝင်လေပြောဆွဲလဲနှစ်တန်းဆွဲလဲနှစ်ချိုက်ချင်းကရှက်စရာမဟုတ်ဘူး addition ချက်စရာမဟုတ်ဘူးကျွန်တော်ပြောရသေးလားငါတားကြီးရငါအလောင်းအဆွဲနေငါဘယ်လိုဖြောင်းအောင်ဘယ်လိုဖြောင်းအောင်အဲ့လိုပုံစံမျိုးတွေလုပ်ဖို့အရေးကြီးတယ် အခုနောက်ပေါ်လို့လက်ရှိမှာကိုဒီအစိုးရဟိုတက်မှာဟို rehab လို့ဘာလို့မရှိတော့လဲဒီညမှာကိုအချင်းချင်းပဲကိုပြန်ကိုညီရမှာပဲဒါတွေတော့အဓိကလှုပ်ဖို့လို့လေကျွန်တော်နေနေမြင်နေပေါ့နော်အဲ့တော့ဘယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီ for you တို့မှာကျင်းလူဆက်ပေါင်းကိုညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AAC တူကြတာပေါ့ဒီပါဗျ